ကိုချစ်တော့ဟယ်လိုအားလုံးပဲမိင်္ဂလာပါမမန်ဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမစတင်ခင်လေးမှာမိုင်းဝေခါဆိုင်လေးတစ်ခုရှိပါတယ်မိုင်းရဲ့ဗီဒီယိုအများစုကိုစာအုပ်တွေအော်ဒီယိုဘုတ်တွေနဲ့အတွေ့အကြုံရှိပြီးသားဆင်ဆင်မတွေထံမှာကြားနာဖတ်ဖတ်ပြီးသဘောကျတဲ့အကြောင်းအရာလေးတွေကိုပြန်လည်မျှဝေပေးသွားခြင်းဖြစ်ပါတယ် ဒီနေ့ဆွေးနွေးပွဲချင်းရဲ့အကြောင်းအရာလေးကတော့ positive attitude အပြုသဘောစိတ်ဓာတ်ပဲဖြစ်ပါတယ်။မိခုလေးနဲ့ဆက်တင်ချင်ပါတယ်။ positive attitude အပြုသဘောစိတ်ဓာတ်နဲ့အကောင်းမြင်စိတ်ကအတူတူပဲလို့သင်ချင်ပါသလား။သူတရားရောထင်ရပြင်မဲ့တကယ်တော့လုံးဝမတူပါဘူး။ဥပမာပြောရရင်အချိန်ခါမဟုတ်မှုရချလာတယ်။ဆောင်းဝင်ကြီးမှုရချလာတယ်ဆိုပါတော့အဆုမြင်စိတ်ရှိသူကတော့အချိန်ခါမဟုတ်မှုရချလာတယ် ်ကာလတွေပြုတ်တော့မှာပဲဆက်တဲ့ဖြစ်အစိုးတွေပဲပြောပါလိမ့်မယ်အကောင့်မြင့်ဆက်ရှိသူကတော့စောင်းလူကြီးမူးရွာချလာတဲ့ဘူးအေးသွားတာပေါ့ဒီလိုမျိုးအကောင့်မြင့်ဆက်နဲ့ပဲပြောပါလိမ့်မယ်ဒါပြင်မဲ့အပြုတ်တဘောစိတ်ကရှိတဲ့သူကတော့အချိန်ခါမှုမဟုတ်တော့ယောဂါတွေဖြစ်နိုင်တယ်ယောဂါတွေကိုဘယ်လိုကာကွယ်ရမလဲဈာမယိကယူစိုက်မှဖြစ်မယ်ဆက်တဲ့ဖြစ်ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာအကျိုးမြတ်ဘယ်လိုရမလဲဘယ်လိုကာကွယ်ရမလဲ ာတွေလုပ်ရမလဲဆိုတာပို့ပြီးတော့တွေးတက်သူတွေပဲဖြစ်ပါတယ်။တပည့်အပြုသဘောစိတ်နဲ့ရှိတဲ့သူတွေဟာဆိုလို့ရှိရင်ဘယ်အလုပ်ကိုပဲလုပ်လို့သူတို့လုပ်တဲ့အလုပ်ကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုခုကိုစားလုပ်ပြီးဆိုရင်လည်းမပြီးပြီးအောင်သူရရှိရှိနဲ့လုပ်မယ်ဆိုတဲ့စိတ်ဓာတ်အခက်ခဲတိုင်းကိုရင်ဆိုင်ပြရှင်းတတ်ပြီးခိုင်းစရာမလိုပဲအလုပ်တွေကိုအကောင်းဆုံးလုပ်တတ်တဲ့အရည်အသွေးတွေကိုလည်းပိုင်ဆိုင်ထားကြပါရဲ့ ဒီစိတ်ဓာတ်ကိုနေ့စဉ်လူတိုင်းပတ်ဆိုင်ထားမယ်ဆိုရင်အလုပ်တွေပြီးပြမယ်ပျော်ရွှင်ရမယ်အောင်မြင်မှုတွေကိုလည်းရရှိပတ်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်အပြုတ်သဘောဆိတ်ရှိသူတိုင်းအောင်မြင်ရမယ်လို့မဆိုလို့ပြင်မယ်အောင်မြင်တဲ့95ရာခိုင်နှုန်းသောလူတွေမှာဆိုရင်ဒီအပြုတ်သဘောဆိတ်ဓာတ်ကိုတွေ့ရပါတယ်ဒီအပြုတ်သဘောဆိတ်ဓာတ်ဟာဆိုရင်မျိုးရိုးဗီဇာနဲ့မဆိုင်ဘဲနဲ့ကိုယ်တိုင်လုပ်ယူလို့ရတယ်ပြုစုပြုထောင်ပေးလို့ရတဲ့အရာဖြစ်ပါတယ်တဲ့ သဘောစိတ်ဓာတ်ကိုပြင်ပြတဲ့စိတ်ဆန္ဒနဲ့အတူနေ့စဉ်နေ့တိုင်းပြုစုပြုထောင်ရင်ပျော်ရွှင်မှုအောင်မြင်မှုတွေနဲ့အတူပန်းနိုင်ကိုအတူလျှောက်ထားကြရအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးခဲ့နိုင်တယ်လို့ချက်မှဆွေးနွေးခြင်းတဲ့အကြောင်းအရာများရှိခဲ့ရင်လည်း comment မှာရေးခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် with a smile sunshine for a while just thinking about you can't wait to see you